ပတ်စံရှာနေခြင်း အပျော်အပါးကိုလျှော့ပါစူးစမ်းနေခြင်းအပျော်အပါးကိုလျှော့ပါပတ်စံရှာနေတဲ့အချိန်မှာ အပျော်အပါးလျှော့ချဖို့ဆိုတဲ့အချက်ကတကယ်ကို အရေးကြီးတဲ့စိတ်ပိုင်းဖြစ်မှုတစ်ခုပါပဲကိုယ့်ရဲ့ပန်းနိုင်ပန်းနိုင်တွေကိုအာယုံဆိုင်ပြီးအချိန်နဲ့ ပတ်စံကိုတိတိယောက်ယောက်အသုံးပြုနိုင်ဖို့အတွက်အောက်ပါနီလန်းတွေကိုစဉ်းစားကြည့်လို့ရပါတယ်။နံပါတ်၁ပန်းလန်ကိုရှင်းရှင်းလင်းလင်းသတ်မှတ်ပါ။ပတ်စံဘာကြောင့်ရှာနေရတာလဲ။ဘလောက်ရှာဖို့လိုရာလဲဆိုတာကိုတိတိကျကျသတ်မှတ်ပါ။ဥပမာအိမ်ဝယ်ဖို့ကားဝယ်ဖို့ စီဝိုင်းတစ်ခုစတင်ဖို့စတပ်ဖြစ်ဖို့ပန်းတိုင်ကရှင်းရှင်းလင်းလင်းအဲ့ဒီပန်းတိုင်ကို ရောက်ဖို့အတွက်အပျော်အပါးတွေရှော့ချရတာက ပိုပြီးအထိတ်ပဲရှိလာနေပြီဖြစ်ပါတယ်နမနဲ့ဘာချက်ကို အလေးထားပါဘာချက်တစ်ခုတတ်မှတ်ပြီးဝင်ငွေနဲ့ထွက်ငွေကို တေချာစီမံခန့်ခွဲပါဘယ်နေရာမှာပတ်စံတွေအလဟာဟတ်တကုံနေလဲဆိုတော့ရှာဖွေပြီးမလို့အပ်တဲ့အပြုတ်အပါကုံချစေကိုရှော့ချပါဥပမာအပြေထွက်စားကရှော့ပြီးအိမ်မှာချက်ပြုတ်စားတာမျိုးဈေးကြီးတဲ့နေရာမျိုးတွေမှာနေရာတွေမှာ အချိန်ဖြုံးမဲ့အစား အပန်းဖြစ်စေရဈေးသက်သာတဲ့နေရာကိုဖြည့်ချေတာလုံနိုင်ပါရဲ့နံပါတ်3အချိန်ကိုအချိုးရှိရှိအသုံးပြုပါ အပျော်အပားတွေထွက်အချိန်ပေးမဲ့အစားကိုယ့်ရဲ့ပန်းနိုင်တဲ့ဆက်ဆက်နေတဲ့အရာအားလုံးကိုအရာတွေမှာအချိန်ကိုမြှုပ်နှံပါဥပမာကိုယ့်ရဲ့လုပ်ငန်းကိုတိုးချဲ့ဖို့အတွက် စာအုပ်တွေဖတ်တာသင်တန်းတွေတက်တာဒါမှမဟုတ်ကိုယ့်ရဲ့အပေါ်ဝင်ငွေရနိုင်အလုပ်တစ်ခုခုကိုလုပ်တာမျိုးလုပ်နိုင်ပါတယ်နံပါတ်၄ပုံမှန်ပါဝင်ချက်ကိုပြန်သုံးတတ်ပါကိုယ့်ရဲ့တငယ်ချင်းအတိုင်းဝိုင်းဟာလေကိုယ့်ရဲ့အပျော်အပါကုန်ချစရိတ်တွေအပေါ်တရားမှုရှိနိုင်ပါတယ် ပတ်စံဖြုံးတာကို ပုံမှန်လုံးလျှင်ရှိတဲ့တငယ်ချင်းတွေနဲ့အချိန်ကုန်တာရှော့ချပြီးကိုယ့်ရဲ့ဘန်နာရေးပန်းနိုင်ကို နားလဲပြီးအားပေးနိုင်တဲ့သူတွေနဲ့ပို့ပြီးတော့ပေါင်းသင်းမှာဒါကကိုယ့်ရဲ့စိတ်ကိုပို့ပြီးတော့တင်ချိန်စေပါတယ်ဒီအချက်တွေကတင့်ရဲ့ဘန်နာဟေးပန်းနိုင်ကို ရောက်ရှိဖို့အတွက် အထောက်အခါဖြစ်စင်တယ်လို့မျှော်လင့်ပါတယ်။ Okay အခုဒီဗီဒီယိုကို share တော့အလုပ်ရပါတယ်။